မင်္ဂလာပါရှင်ခီတိတရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေရီကံပြူဟာအနီးနဲ့တောင်ကုန်းပရောင်းလမ်းပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မကွေတိုင်းရဖဲမြို့နယ်ကနေရီကံပြူဟာပတ်ဝန်းကျင်အမ်ပဒန်လမ်းနဲ့ပဲခူးတိုင်းနယ်ကတောင်ကုန်းပရောင်းကားလမ်းပေါ်မှာလေသာတောင်စကန်ပတ်ဝန်းကျင်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအေအေနဲ့ပူးပေါင်းတပ်တွေကစစ်တုံးပန်းအများအပြားကိုဖမ်းမိထားတယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ် နိုင်ရကံပြူဟာဟာရခိုင်ပြည်နယ်အမ်မြူးနဲ့ဆက်သွယ်ထားတဲ့အမ်ပဒန်လန်ပိုင်းနဲ့လည်းဆက်ဆက်နေပြီးအေအေနဲ့ပူးပေါင်းတပ်တွေတိုက်ယူထားတဲ့စခန်းအချို့ကိုစစ်တပ်ကအင်အားဖြစ်ပြီးစစ်ကြောင်းတွေထိုးလာတဲ့အတွက်ပြီးခဲ့တဲ့စက်တင်ဘာလဆန်းကလေးကတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။နိုင်ရကံပြူဟာနဲ့နှမိုင်ကန့်အကွာမှာရှိတဲ့အဓိကကခင်းစခန်းဖြစ်တဲ့ခုတ်ကြီးစခန်းကို ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းမှာအေအေနဲ့ပူးပေါင်းတပ်တွေထပ်သိမ်းယူလိုက်ပြီးနောက်မှစစ်တပ်ကအင်အားဖြစ်ပြီးစစ်ကြောင်းတွေထိုးလာလို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့စစ်ရေးသတင်းရေးမြစ်အချို့ကပြောပါတယ်။ ကုတ်ကြီးနားမှာရောနှရိတ်ကံပြူဟာရဲအခြားဘက်တွေမှာရောတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။စစ်မှုတန်းတင်တန်းစင်းတွေရှေ့တန်းမှာတော်တော်များများတွေ့ရတယ်။တိုက်ပွဲအသေးစိတ်အခြေအနေကိုလက်ရှိမှာပြောလို့မရသေးပါဘူးလို့စစ်ရေးသတင်းရင်းမြစ်တအူးကအောက်တိုဘာလ6ရက်မနက်ပိုင်းမှာပြောပါတယ်။နရီကံပြူဟာကငဖေးမျိုးနယ်အပြင်အထက်မင်းလာမျိုးနယ်နဲ့လည်းဆက်ဆက်နေပါတယ်။ငဖေးမျိုးနယ်အတွင်းနရီကံပြူဟာပတ်ဝန်းကျင်မှာစက်တင်ဘာလ9ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်80ဦးထပ်မံနေတေဆုံးခဲ့တယ်လို့အေအေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အထံမင်းလာမျိုးနဲ့အတွင်းစက်တင်ဘာလ၁ရက်ကနေစက်တင်ဘာလ18ရက်အတွင်းတိုက်ပွဲတွေမှာလည်းစစ်တပ်ဘက်မှထိဆုံးသူ30ဦးခန့်ရှိတယ်လို့သုံးပန်းအချို့လည်းဖမ်းမိထားတယ်လို့အထံမင်းလာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့နှီးဆက်သူကပြောပါတယ်။အလားတူရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ပဲခူးတိုင်းကိုအဓိကဆက်သွယ်ထားတဲ့တောင်ကုန်းပရောင်ကားလမ်းမှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ်။စစ်ကောင်စီစစ်တောင်းအချို့ဟာတောင်ကုန်းပရောင်ကားလမ်းကတက်စင်တောင်ကုန်းမြို့ကိုထိုးဖောက်ဝင်ရောက်နိုင်ဖို့ကြိုးစားနေပြီးအေအေနဲ့ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။ တောင်ကိုပရောင်ကားလန်းပေါ်ကလေးသားတောင်စက္ကန့်အနီးမှာအော်တိုဘားလာစမ်းပိုင်ကလေးကတိုက်ပွဲတွေပြင်းထန်နေတာလို့မြေပြင်သတင်းရင်းမြစ်အချို့ကပြောပါတယ်။တောင်ခုတ်ကိုတင်မဲ့လမ်းကိုစစ်ကြောင်းတွေဖွင့်လာတယ်။သူတို့တက်ဆွဲထားနိုင်တဲ့နေရာတွေမှာတင်ကားတွေနဲ့အသေးနေရာယူပြီးတောက်လျှောက်ပစ်နေတာရှိတယ်။ညောင်ကျိုးအုပ်ရှိပင်ဘက်ကလည်းစစ်ကြောင်းတွေထပ်ပေါ်နေတယ်။မြေပြင်တိုက်ပွဲမှာတုံ့ပန်းတွေရထားတယ်လို့ဘကူတိုင်းမှာအခြေစိုက်တဲ့အေအေရဲ့မဟာမိတ်တပ်ဖွဲ့တကူကတော်လန်ရေးရဲဘော်တအူကိုပြောပါတယ်။ လေသာတောင်စခန်းကိုအေးအေးနဲ့မဟာမိတ်တွေကသိမ်းပိုက်ထားတာပါလေသာတောင်လမ်းဟာတောင်ကုတ်ပထောင်လမ်းကိုအဓိကဆက်သွယ်ထားပြီးစစ်ကောင်စီတက်ဆွဲထားတဲ့ပထောင်မြို့နယ်တွေကဆင်လန်းရွာနဲ့အေးအေးထိန်းချုပ်ထားတဲ့ညောင်ကျိုးကြမ်းမှရှိတာပါလေသာတောင်စခန်းဝင်းကျင်ကတိုက်ပွဲတွေမှာလည်းစစ်တပ်က Jet Fighter, Wing Train နဲ့ Drone တွေအဓိကသုံးပြီးဘုံကျဲတိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်စစ်ကောင်စီဟာရခိုင်ပြည်နယ်နဲ့ထိဆက်ဒေသတွေကိုပြီးခဲ့တဲ့ဩဂုတ်လမတိုင်မီအထိတမ69လအောက်ခံတရင်တွေဆစ်လွတ်ထားခဲ့တာပါ အဲ့ဒီတိုက်ပွဲတွေမှာတပ်မ69လက်အောက်ခံတပ်ရင်းတွေဟာတိုက်စုံတန်ရန်ရသူများပြီးအထိနာတဲ့အတွက်တပ်မ69တပ်မမှုမုံမူကြီးတင်မောင်ကျော်ကိုပြန်ဖမ်းပြီးတပ်မ69နေရာကိုရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့အခြေဆိုင်အမတ်19စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ19နဲ့လဲလှယ်ခဲ့ပါတယ် စကခ69လောက်ခန့်တည်ရင်တွေဖြစ်တဲ့ခမာယ984ခမာယ969ခမာယ985ခမာယ989ခမာယ920ခလာယ295တို့နဲ့အတူစစ်မှုတန်းတင်နန်းစင်းတွေပါလာပြီးစစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတယ်လို့ AA ကစက်တင်ဘာလ9ရက်မှာထုတ်ပြန်ထားပါတယ်။ကြားပြင်အထက်မင်းလားမျိုးနယ်ခြေဆိုင်ကပါစာနှင့်ကပါစာ30စင်ပါဝဲမျိုးနယ်ကကပါစာရှင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြင်ပခုထုတ်ပြီးစစ်ကြောင်းထိုးနေတယ်လို့စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာမကွေးတိုင်းအတွင်းမင်းတုံတရက်စင်ပေါပွဲအထက်မင်းလာငဖိမှုနယ်တွေနဲ့ပသိမ်မုံရွာလမ်းပိုင်းတွေမှာစည်ရည်တင်းမာနေတယ်လို့သတင်းရရှိပါတယ်။လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ AA ကတိကျထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ တိုက်ပွဲတွေမှာစစ်မှုထမ်းတင်နန်းစင်းတွေအများအပြားထွက်ပြေးနေပြီးထိခိုက်ဒေဆုံးမှုတွေလည်းများပြားနေတယ်လို့ AA ကစက်တင်ဘာလ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်။တက်ပြက်နေတဲ့စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေကအယက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေလို့လုံခြုံရေးသတိပြုကြဖို့လေချောင်းရေချောင်းလက်နက်ကြီးရန်နဲ့ပတ်သက်တဲ့အရေးပေါ်သတိပေးချက်ကိုလည်း AA ကအဲ့ဒီနေ့မှာထုတ်ပြန်ထားအသိပေးခဲ့ပါတယ်။ဆလပီရေပြူတိုက်ပွဲမှာစစ်တပ်ကစစ်သားအလောင်းထွေမကောက်လို့ PDF တွေတကြိုးပေးရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းရေကူမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့နှစ်ရက်ဆက်တိုက်ပွဲမှာစစ်ကောင်စီတပ်ကသေဆုံးထက်သားတွေရဲ့ရုပ်အလောင်းတွေကိုပြတ်မကောက်ဖယ်ထားခဲ့တာကြောင့်တော်လန်ရဲရဲဘော်တွေကမိသချုပ်ပေးခဲ့ရတယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုမှတာဝန်ရှိသူတို့ကပြောပါတယ်။စက်တင်ဘာ30ရက်နေ့ကရေပြူနယ်ဧကနိရွာကိုရောက်ရှိလာတဲ့အင်အား200ဝန်းကျင်ပါစစ်တပ်စစ်ကြောင်းကိုရင်းနှီးနှီးလေ12:20ခန်းမှာအောက်တိုဘာ1ရက်နေ့ညနေ6:00ဝန်းကျင်အထိတော်လန်ရဲတပ်တွေကနှစ်ရက်ဆက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွင်စစ်ကောင်စီဘက်က73ဦးသေဆုံးထားတယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုက အောက်တိုဘာ6ရက်မှာထုတ်ပြန်ပါတယ်။လက်နက်ခိုင်ရန်တော့မရဘူးပြ။အလောင်းမေးထားခဲ့တာပါ။အခုလက်ရှိတိုက်ပွဲဆက်ဖြစ်တာတော့မရှိသေးဘူး။ငြိမ်သွားပြီ။ရင်းနှက်စိတ်ကန်ဧရိယာထဲမှာစစ်ကြောင်းတွေမကုန်သေးဘူးပြ။ရှိသေးတယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။ စစ်တပ်ကတိုက်ပွဲအတွင်းစစ်သားရုပ်အလောင်းချို့ကိုဧကနိရွာရှိပြည်သူနေအိမ်တွင်အတူရောနှောမီးရှို့ထားခဲ့ပေမယ့်ရုပ်အလောင်းချို့ကြန့်ရှိနေတာကြောင့်ပြည်သူကောက်ွက်ရေးတပ်ဖွဲ့ဝင်ရဲဘော်များကတင်းကျိုင်းတို့တဲကဤတချို့ပေးခဲ့တယ်လို့အဲ့ဒီတာဝန်ရှိသူကဆက်လက်ပြောပါတယ်။အလောင်းတွင်နေအတူစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တဲ့အိမ်ဆဲလုံးမှာကြန့်ခိုင်ရေးပါတီရဲ့2020အမှတ်လောင်းလေးဖြင့်လက်ရှိပြူစောတိကောင်းဆောင်တအူးလေးပြတ်တဲ့ဦးနိုင်ဦးဆိုသူရဲ့အိမ်မှာပါဝင်ခဲ့တယ်။ ။ဒါပြင်စံခိုင်ရေးပါတီကိုထောက်ခံသူတွေရဲ့နေအိမ်၅လုံးလည်းပါဝင်တယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုကအတည်ပြုပါတယ်။အထပ်ပါဆစ်စင်ရေးကိုဒေါနတယင်တက်ခွဲချောင်းရေပြူတောင်ပိုင်းဝေဟင်တက်ခွဲတဝဲခရိုင်တက်ပေါင်းစုရေပြူမြို့နယ်အခြေစိုက်မဟာမိတ်ပူပေါင်းတပ်များနှင့်မဟာမိတ်အဖွဲ့တွေပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတက်ခွဲများဘက်မှရဲဘော်တအူမြင့်မြတ်စွာကြာဆုံးက၃ဦးအနေငယ်မဆိုးရှင်ရဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ရှေပြုံမြို့နယ်သို့စစ်ကြောင်းထိုးလာတဲ့အထက်ပါစစ်ကောင်စီတပ်စစ်ကြောင်းဟာစက်တင်ဘာ28ရက်နေ့နဲ့29ရက်တွေမှာပူကောဆုံးရွာနဲ့ခမောင်းချောင်းရွာများမှနေအိမ်နဲ့ဈေးဆိုင်တွေကိုဖောက်ထွင်းခိုးယူကာပြည်သူအချို့ကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဆလပီမုံရွာမှာလာပညာစင်မီထိုးနေတဲ့ရွာကိုစစ်တပ်လေကြောင်းတိုက်ခိုက်ရာကလေးငယ်တွေအပါအဝင်တိစုံမှုညာလက်တလောရှုပ်အလောင်း73လောင်းရှာတွေ့ထားတဲ့ဆိုတဲ့သတင်းကိုထင်ဆက်ပြီးသားမှဖြစ်ပါတယ်။သတင်းကျွတ်လာပညာစင်မီထိုးမဲ့ပြုတ်လုပ်နေတဲ့ဇကိုင်းတိုင်းမုံရွာမြို့နယ်က ကျေးရွာတရွာကိုစစ်ကောင်စီကလေချောင်းကနေတိုက်ခိုက်ရာကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင်ထိခိုက်ဒိဆုံးသူများတယ်လို့ဒေသခံတွေနဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒီကနေ့အောက်တိုဘာ6ရက်ည7:00နာရီခွဲဝန်းကျင်ကမုံရွာနဲ့ချောင်းဦးမြို့နယ်အဆက်မှာသတင်းကြုံမီထွန်ပွဲလုပ်နေတဲ့ကျေးရွာတရွာကိုစစ်ကောင်စီကစစ်တပ်လေတီနဲ့ပုံကျဲခဲ့တာလို့ဆိုပါတယ်။ညမီးဘုံပြန့်လှုပ်ရင်ဖြစ်တာထီတာ90ဝန်းကျင်ထိတဲ့ဒိဆုံးသူအရေအတွက်မစီစစ်ရသေးဘူး။တော်တော်များတယ်လို့ချောင်းဥပကဖချောင်းဝင်ရှိသူကသတင်းဌာနကိုပြောပါတယ်။ ခုနကတွေးထားတာကတော့73လောက်တယ်။ကလေးတွေလည်းအများကြီးပါတယ်လို့မုံရွာမြို့မြေပြင်သတင်းရှင်မြင် MRI ရဲ့အဖွဲ့ဝင်တက်ဦးကသတင်းဌာနကိုပြောပါတယ်။တီကိုက်မှုများစွာရှိပြီးအခြေအနေအသေးစိတ်ကိုမူဆက်လက်စုံစမ်းနေတယ်လို့၎င်းကပြောပါတယ်။ဒီလိုရက်မှာတောင်လောက်ရကြတာဗျာလို့မုံရွာမြို့နေပြည်သူတအူးကပြောပါတယ်။အထီးကိုက်များတယ်လို့ကြားတယ်။အထီးကြတော့မနက်မှသိရမယ်လို့မုံရွာမြေပြင်ကင်းထအဖွဲ့ဖြစ်တဲ့မုံရွာ Road Information အဖွဲ့ရဲ့တာဝန်ရှိသူတအူးကပြောပါတယ်။ ဘုံကျဲခံရတဲ့ဖြစ်စဉ်ကဓာတ်ပုံအချို့ထွက်ပေါ်လာပြီးအမျိုးသမီးခြေပြက်လက်ပြက်တွေဒဏ်ရာပလက်ပွားနဲ့ခန္ဓာကိုယ်ဝမ်းပိုက်ပေါက်ထွက်ကတည်ဆုံးနေတဲ့ကလေးငယ်ပုံတွေကိုတွေ့မြင်ရပါတယ်။မုံရွာလူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီကိုဆက်သွယ်မေးမြန်းခဲ့ရမှာဖြစ်စဉ်မှန်ကန်ကြောင်းအတည်ပြုပြီးအသေးစိတ်ဖြေကြားနိုင်ခြင်းမရှိသေးပါဘူး။စစ်ကောင်စီလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတာဟာမုံရွာနဲ့ချောင်းဦးမြို့နယ်အဆက်ကဘုံထိုးကျေးရွာလို့သတင်းဌာနအနေနဲ့ကနက်ဦးတည်ရပြီးအတည်ပြုနိုင်ရေးဒေသခံကာကွယ်ရေးအဖွဲ့တွေထံမေးမြန်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီကမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါမှာစစ်တပ်လေကြီးတွေအပြင်ဂျိုင်ရိုကော့ပတာတွေကိုပြီးခဲ့တဲ့လကတည်းကဖြည့်တင်းထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးအထွေထွေထိုးစစ်အတွက်ပကဖတွေကို PDF အသွင်လေးကျင့်စုဖွဲ့နေဖို့အထူးတိုင်းစစ်ဌာနကိုခဲရည်မှုပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အထွေထွေထိုးစစ်အတွက်ကြိုတင်ပြင်ဆင်မှုအတွက်ဗကူခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတိုက်ခိုက်ရေးဆက်ကြောင်းကို PDF အသွင်လေးကျင့်စုဖွဲ့ခဲ့တယ်လို့အထူးတိုင်းစစ်ဌာနတိုင်းကိုခဲရည်မှုရဲဘော်အောင်ဆန်းရှာကပြောကြားပါတယ်။ အော်တိုဘား9ရက်မှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အထူးတိုင်းစစ်ဌာနရဲ့စစ်စင်ရေးကိုကဲမှုအောက်မှာတာဝန်ထမ်းဆောင်မဲ့ဖကူးခရိုင်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်းခြင်းနဲ့စစ်ကြောင်းအနံမှုကိုခရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာတပ်နယ်မြေမှာပြုလုပ်ခဲ့တယ်လို့ဖကူးခရိုင်ပကဖကဒီကနေ့အော်တိုဘား6ရက်မှာထုတ်ပြန်ပါတယ်။အဲ့ဒီအခမ်းအနားကိုအထူးတိုင်းစစ်ဌာနတိုင်းခုခဲရေးမှုရဲဘော်အောင်ဆန်းရှာစစ်ထောက်အရာရှိရဲဘော်ကွီတောင်း တိုင်းစီတာဝန်ခံဒေါက်တာဒီဝါအမှတ်36မိဖြူဟာမူရဲဘော်ရှန်တိုင်းပဲခူးတိုင်းပတ်ကဖထောက်လန်းရေးအရာရှိရဲဘော်စော်ဘလူပဲခူးခရိုင်ပတ်ကဖတာဝန်ခံရဲဘော်ဖြိုးမောင်နဲ့ခရိုင်တာဝန်ခံတွေသက်ဆိုင်ရာမျိုးနဲ့ပတ်ကဖတာဝန်ခံတွေတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်ထောက်လန်းရေးအင်အားစုတွေအနေနဲ့လက်ရှိမှာရန်သူစစ်ကောင်စီထက်အင်အားတာလွန်နေစေဖြစ်ပြီးစူးစီးနိုင်ရန်တာလိုအပ်တယ်လို့ရဲဘော်အောင်ဆန်းရှာကပြောပါတယ်ကျွန်တော်တို့မှာခိုင်မာတဲ့စူးစီးမှုနဲ့ရှိနေတဲ့အရင်းအမြစ်တွေကို မျှဝေပြီးအကျိုးရှိရှိသုံးနိုင်ရင်လာမယ့်အထွေထွေစစ်ကိုအောင်မြင်အောင်စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ EOS, PDF, Pakapa, LDF တွေကိုတစုတစီတဲ့စူးစီးပြင်ဆင်နေကြပါတယ်။ Joint Operation Command တခုတွေအောက်မှာရှိအောင်တိစောက်နေပြီးဖြစ်ပါတယ်။ Pakapa တွေကို PDF အသွင်လေ့ကျင့်စုဖွဲ့ထားသည်လေအထွေထွေစစ်အတွက်ကြိုတင်ပြင်ဆင်မှုတခုပါလို့ရဲဘော်အောင်ဆန်းရှာကပြောပါတယ်။ ပကိုးခရိုင်ပကဖဟာအထူးတိုင်းစစ်ဌာနရဲ့စစ်စင်ရေးကိုကဲမှုနဲ့အတူစစ်တောင်းမြေဝံကနေပကိုးရန်ကုန်စစ်စင်ရေးတွေမှာအစွမ်းကုန်ပူပေါင်းသွားမဲ့စိတ်သက်ပြတ်သားပြီးလေးကျင်သားပြေဝတဲ့ပကဖတိုက်ခိုက်ရေးရဲဘော်တွေခေါင်းဆောင်တွေနဲ့စုဖွဲ့ထားတဲ့စစ်ကြောင်းတစ်ကြောင်းဖြစ်တယ်လို့လည်းရဲဘော်အောင်ဆန်းရှာကပြောပါတယ် PDF နီးတူတိုက်ပွဲဝင်နေတဲ့အဖွဲ့တွေအနေနဲ့အရေးကြီးဥထိပ်ပန်ဆင်ရမယ့်စစ်တီတော်ကျင့်ဝတ်များကိုတော့ခွန်တန်အမိတ်နာခံတမ်းမှု chain of command အပြင် လက်နက်ခရင်အရင်အမြင်များမျှဝေသုံးစွဲရေးရိတ်ခါနဲ့အုတ်ချုပ်ထောက်ပံ့မှုများရရှိရေးအတွက်ဆက်လက်ဆောင်ရွက်သွားရမယ်လို့လည်းရဲဘော်အောင်ဆန်းရှာကပြောပါရယ်။ပဲခူးခရင်ပကဖစစ်ကြောင်းဟာအမတ်တစ်စစ်စင်ရေးနယ်မြေအထူးတိုင်းစစ်ဌာနရဲ့စစ်စင်ရေးကိုကဲမှုအတွင်မှာရှိတဲ့ ဝေါကဝတနပ်ပင်ဘကိုအင်တကောဖရာကြီးဘကိုမြို့နယ်မှာပြည်သူ့ကောက်ွယ်ရေးဖွဲ့ပါကဖာတွေကိုပေါင်းစည်းထားတဲ့စစ်ကြောင်းဖြစ်ပြီး PDF တပ်ရင်စစ်ကြောင်းစုဖွဲ့မှုအတိုင်းလေယုံတပ်ဖွဲ့များပါပြည်ဆောင်အောင်စုဖွဲ့လေးကျင်ထားကြောင်းဖော်ပြကောင်းစစ်စင်ရေးတွေပူးပေါင်းဆောင်ရွက်နေပြီလို့အသိပေးထားပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။